ရင်သွေးယူရောမှာမို့ရုပ်ရှင်တွေအများကြီးရိုက်ဖို့မရှိတော့တဲ့ဝင်းမုံရွှေကြီးပရိသတ်များလုံးမဲမင်္ဂလာပါရှင့်ဘာမီစနောင်းကနေပြန်လဲကြိုဆိုလိုက်ပါတယ်တိမ်ပစီဇာကားနဲ့အတူအကယ်ဒမီစုတွေကိုရောပရိသတ်တွေရဲ့အချစ်တွေကိုပါတိမ်ပိုက်ထားတဲ့အားလုံးချစ်ကြတဲ့တရုတ်ဆောင်မင်းသမီးလေးဝင်းမုံရွှေကြီးကတော့မကြခင်မှာရုပ်ရှင်ဇာကားတွေအများကြီးကိုရိုက်ဖို့မရှိတော့ဘူးလို့ဆိုပါတယ်။ဒါကြောင့်လည်းဝင်းမုံရွှေကြီးကမကြခင်မှာခင်ပွန်းတဲ့ကိုနိုင်ဖြိုးကြော်နဲ့အတူရင်သွေးလေးယူတော့မယ်လို့ထင်ကြပြီးနေကြပါတယ်။ တရုတ်ဆောင်မင်းသမီးလေးအကယ်ဒမီဝင်းမုံရွှေကြီးကတော့အနုပညာလောကကနေအချိန်အကြာကြီးအနားယူပြီးတော့တိမ်ပကြီးဇက်ကားနဲ့အချစ်တွေကိုတင်ပိုင်နိုင်ခဲ့တယ်လို့အခုချိန်မှာနတ်သမီးနတ်ခတ်ရုတ်တန်ဇက်လန်တွဲမှာလည်းပရိသတ်တွေရဲ့အာယုံဆိုင်အားပေးမှုကိုခံနေရတာဖြစ်ပါတယ်။ဒါပေမဲ့အခုခါမှာတော့ဝင်းမုံရွှေကြီးကမကြခင်မှာရုပ်ရှင်ဇက်ကားရိုက်ကူးတော့မှာမဟုတ်ဘူးလို့ပြောလာခဲ့ပါတယ်။ တရုတ်ဆောင်ဝင်းမွန်ရွှေကအခုလိုမျိုးအနုပညာလောကရဲ့အမြင့်ဆုံးအောင်မြင်မှုတွေရရှိနေချိန်သူမအနေနဲ့နောက်ဆိုရင်ရုပ်ရှင်ဇာတ်ကားတွေအများကြီးရိုက်ကူးပြဖို့မတေချာဘူးလို့ပြောလာခဲ့ပါတယ်။ဝင်းမွန်ရွှေကနောက်ဆိုရင်သူမနဲ့လိုက်ဖက်မဲ့ရုပ်ရှင်ဇာတ်ကားကြီးတွေလောက်ပဲရိုက်ကူးမှာဖြစ်ပြီးတိတ်မတေချာတော့ဘူးလို့လည်းဆိုပါတယ်။ဒါကလည်းသူမအနေနဲ့ပေါပေါပဲပဲရုပ်ရှင်ဇာတ်ကားတွေမရိုက်ကူးတော့ဘဲကိုပိုင်အချိန်လေးလိုချင်လို့ဖြစ်ကြောင်းပြောလာပါတယ်။ ဒါအပြင်ဝင်းမိုရှီကပြည်သက်တွေကသူမကိုဇလန်တွဲရိုက်ခိုင်းကြပဲမယ်ဇလန်တွဲရိုက်ကူတာကအရန်ပင်မနဲ့လို့ဆိုပါတယ်ဒါကြောင့်လေဝင်းမိုရှီကဇလန်တွေကိုဒီစကားတစ်ခုကိုလက်ဆောင်နေနဲ့ရိုက်တာဖြစ်ပြီးနောက်ထပ်ရိုက်ကူဖို့ကတော့ခက်ခဲနိုင်တယ်လို့ဆိုပါတယ် ဒါပေမဲ့လေဝင်းမုံရှိကသူမကအနုပညာလောကကနေအပြေးတိုင်နှုံမဆက်ပဲသူမနဲ့လိုက်ဖက်မဲ့ဇလန်းမျိုးဆိုရင်တော့ရိုက်ကူးပြစ်မှာလို့ဆိုပါတယ်ပရိသတ်တွေကတော့ဝင်းမုံရှိကရုပ်ရှင်ရိုက်ဖို့အတွက်ငွေရှာဖို့မလိုတော့အောင်ရုပ်ရှင်လောကကနေအေးအေးဆေးဆေးအနားယူတော့ဖို့ဆုံးဖြတ်လိုက်ပုံရတယ်လို့ဆိုကြပါတယ်အထူးသဖြင့်ဝင်းမုံရှိရခင်ဘုံကတရုတ်နယ်ဝင်ဖြစ်ပြီးတော့မြန်မာနိုင်ငံရဲ့ထိတ်တန့်အချမ်းသာဆုံးလူငယ်စီးပွားရေးလုပ်ငန်းရှင်တတိကြီးတယောက်ဖြစ်ပါတယ် အခုဆိုရင်တော့ဝင်းမုံရွှေရဲခင်ပွန်းတဲ့ကိုနိုင်ဖြိုးကျော်ရဲ့ပိုင်ဆိုင်မှုကဒေါ်လာဘီလီယံချီတန်ကြီးရှိနေပြီလို့သိရပါဗျ။ဝင်းမုံရွှေကသူမကိုယ်တိုင်ကထိတ်တန်းနုပညာရှင်မင်းသမီးတယောက်ဖြစ်တယ်လို့ဒီလိုမျိုးကြည်ကြည်တချမ်းသာကျွဲပါတဲ့တထေးကြီးတယောက်ကိုလက်ထပ်ထားတာကြောင့်လည်းပြည်စုံချမ်းသာတဲ့ဘဝကိုပိုင်ဆိုင်ထားတာဖြစ်ပါတယ်။ဝင်းမုံရွှေရဲ့ခင်ပွန်းတဲ့ကိုနိုင်ဖြိုးကျော်လိုအပ်တာဆိုလို့ရင်သွေးရတနာပဲရှိနေရပါ။ ဒါကြောင့်လည်းရင်သွေးလေးယူဖို့အတွက်အနုပညာလောကကနေအားယူပြီးကိုယ်ကျိုင်းနဲ့တက်တဲ့ရုပ်ရှင်ဇာတ်ကားတွေကိုမှရွေးချယ်ရိုက်ကူးတော့မှာဖြစ်တယ်လို့ဝင်းမုံရွှေကြီးကပြောခဲ့တာဖြစ်ပါတယ်။ပရိသတ်တွေကတော့မကြခင်မှာရင်သွေးလေးယူတော့မဲ့ဝင်းမုံရွှေကြီးနဲ့ပတ်သက်ပြီးမိမိတို့ရဲ့အမြင်လေးတွေကိုမှတ်ချက်ပေးခဲ့ပါအောင်ရှင်။အဆုံးထိကြည့်ရှုပေးတဲ့အတွက်အားလုံးကိုကျေးဇူးတင်ပါတယ်ရှင်။